လူကိုအဖက်ဖက်ကသတိထားပါတတဝတွေထဲမှာ လူဆိုတဲ့တတဝအပြောင်းလဲအမြန်ဆုံးပါပဲသူစိတ်အခက်မတင်တိုင်းသူစိတ်နဲ့သူ ပြောင်းလဲနေတာလဲလူပါပဲစိတ်တိုင်းလည်းမကြဘူးစိတ်ရင်းလည်းမကြဘူးစိတ်အလိုလည်းမကြဘူးစိတ်တူလည်းမရဘူးသူစိတ်ပြောင်းတော့အကောင်သူများပြောင်းတော့မကောင် ဘလောင်းပလဲဖြစ်တာကကိုမကောင်းပဲဖြစ်သွားတာကသူများ အပြောင်းအလဲအများဆုံးတတ္တဝါလူသားပါပဲလောကမှာဆက်ဆံဖို့အခက်ဆုံးက လူပဲတဲ့စာလေးတစ်ပုဒ်ဖတ်ဖို့တယ်ကျွဲကိုရှိကတတိထားမြင်းကိုနောက်ကတတိထားလူကို အဖက်ဖက်ကတတိထားတဲ့လူကပိုတတိထားရမယ်တဲ့တတိက ပိုတယ်မရှိဘူးမဟုတ်လား အဓိကကတော့ဘသူပြောင်းပြောင်းမပြောင်းပြောင်းကိုမဆောင်းဖို့ပါပဲသူပြောင်းတိုင်းသာကိုကလိုက်ဆောင်းလိုက်ခံစားလိုက်ပြီးတော့ကပွားနေရင်ကိုပဲပင်မနေမှာပေါ့ပုထုရှင်မှန်သမျှပြောင်းနေကြမှာပဲလေတတတရားကမခိုင်သေးကြတော့စိတ်အခန့်မတင်တိုင်းပြောင်းနေကြမှာပါပဲစကလုံးတစ်လုံးနဲ့လည်းပြောင်းသွားနိုင်တာပဲအပြုအမူတစ်ခုနဲ့လည်းပြောင်းသွားနိုင်တာပဲ ဒါလေးကိုကိုကသတိထားလက်ခံထားရင်ဘယ်သူကကို့အပေါ်ဘလို့ပြောင်းသွားလို့လဲကို့စိတ်ကဆောင်းမသွားပြောင်းမသွားဘူးပေါ့သူမကောင်းတာ သူအကြောင်းပဲလေကိုကောင်းဖို့ပဲကိုကြိုးစားရမှာပေါ့ကိုကောင်းတယ်လို့သူမကောင်းတာ ကိုနဲ့မဆိုင်ဘူးဆရာတော်ဥပုပ်အမင်းရှိတာလေးတတိယမိပါတယ်ရှင်ဘင်းဆိုတာတဲ့အမင်းကျင့်တရားနဲ့အညီကျင့်သုံးရင် ငါတို့ဆုံးမဖို့မရှိဘူးမကြင်ရင်လည်းငါတို့နဲ့မဆိုင်ဘူးငရဲနဲ့ပဲဆိုင်တယ်တဲ့ဒါလေးကိုစင်ကြင်မိရင်သူ့မှရင်သူ့သွားသူ့မှရင်သူ့ဆန်းကိုဖြစ်ရင်ကိုခံပါပဲလေအပြောင်းလဲချမ်းမှာဘလောင်းပလဲမများရအောင် အကောင်းလေးပဲတွေ့ထားကြတာပေါ့ကျွဲကိုရှိကတတိထမြင်းကိုနောက်ကတတိထလူကို အဖက်ဖက်ကတတိထားပါ။